ည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမဟုတ်ဘူးပြောတာမရှိဘူးလာလာကြည့်တယ်တစ်ခွလုံးရှိတယ်မင်းကြည့်သူစက်ကသူတို့တော့ဟောင်းစက်သားစက်တွေဘာလုံးနေလဲပြောရဲစက်တွေဘာလုံးနေလဲတဲ့မစက်ကစက်စက်တယ်အခုစက်တယ်ငါဖြည့်ချင်တာကြာပြီဟောင်းစီကျူဟောပါဘူးတိုက်စာရင်ထွက်တယ်အောက်အောက်ချိန်မှာအောက်ထုံးမှုကမကောင်းတော့အဲ့ဒီဘုံမှုဆိုတဲ့တယောက်ကိုဒါကျွန်တော်ပြောပြချင်တယ်နော်ခင်ဗျဘုံမှုပိုင်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်တို့ကဘာမှအမှားမရှိသေးဘူး။မင်းအဲ့စာကတ်ထားတယ်။ဒါဆက်တော်ရလဲကြောင်းပါ။ စားတော့ရင်လမ်းကြောင်းဥပဒေရမယ်အဲ့လိုစားပြလို့ရတက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်ရဘူးလားတက်နေရခိုင်းတာကျွန်တော်မလုပ်ရဘူးလားပြောတက်နေရခိုင်းရှင်းဟောင်းရှင်းမယ်နားလေမယ်လေမင်းပါအောင်လေရောင်းမင်းပါအောင်လေကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ရှိငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတာဝန်တက်နေလုံးကအောက်ချုပ်နေတာအေးအဲ့ဒါကျွန်တော်ကနေရောင်းနောက်ပါလို့နေကျွန်တော်ဘုံမလဲဟိုကဘုံလည်းပြညာတယ်ပဲကျွန်တော်လည်းပြညာတယ်ပဲမင်းဘယ်တက်ကတက်တာငါကြည့်မင်းတော့တော့တော့အဲ့ဒါမပြောနဲ့ဘုံစာချင်းတော့ထွက်လာတယ်အဲ့ဒါကိုမပြောနဲ့ဘုံမှုဘုံမှုတာဝန်လေဘုံမှ မလိုက်စီမှာတောင်းဝင်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တောင်းဝင်ရှိတယ်အေးဗျာကျွန်တော်တောင်းဝင်ရှိလို့ကျွန်တော်ပြောတာမင်းတောင်းဝင်ဒီခိတ်တဲ့ခိတ်ပဲရှိတယ်မဟုတ်လေအဲ့ဒါဘုံပဲမမေးလားတမီးတော့တောင်းဝင်ရှိတယ်မေးတယ်တော့တောင်းဝင်ရှိတယ်တန်းတယ်ဘုံဒီကဆောက်ယူလာအေးတန်းတယ်ဘုံတောင်းဝင်ပေးတာလေတန်းတယ်ဘုံတောင်းဝင်ပေးတာလေတန်းတယ်ဘုံပေးပါတောင်းဝင်ပေးလေတန်းတယ်ဘုံကတောင်းဝင်ပေးလေကျေးရပြဆောက်ရကျေးရပြတန်းတယ်ဘုံမေးတန်းတယ်ဘုံမေးမေးစရာမလိုဘူးအခုတန်းတယ်ဘုံဘုံကကျွန်တော်အခုတန်းတယ်ဘုံဖုံးဆက်မှာဆက်ဆက်ဆက်ဘုံမူးဝင်နေအောင်ကျွန်တော်ဖုံးဆက်ဆက်ဆက်ဖုံးဆက်မှာဖုံးဆက်မှာ ပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ဟုတ်လားငါလည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမဟုတ်ပြောတာမရှိဘူးလားလားကြည့်တယ်တခွလုံးရှိတယ်မင်းပြည်သူစိတ်ကသူတို့လုံးတယ်ဟောင်းစစ်သားစစ်တွေဘာလုံးနေလဲပြောရဲစစ်တွေဘာလုံးနေလဲတဲ့မဆက်ခွဆက်ဆက်တယ်အခုဆက်တယ်မင်းလည်းငါပြောချင်တာကြာပြီဟောင်းစီကျူဟောပါဦးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ဘောလေဆိုင်ကမကက်ရဟောင်းငါတော့ဘယ်ကောမကက်ရတော့ဒီတို့ခွဲချပြန်မနိုင်လားစောက်ရှုဖို့အင်းစားပစ်ကောနော်အင်းစားပစ်ကောဒီတော့ကကြည့်ကြည့်နေလား စောက်ပါလာလာဝါတယ်အေးလို့တယ်ကျွန်တော်တို့ကအကုန်လုံးပြောတာစာကိုစပြောတာစတော့ရဟိုခွဲကြပြန်မယ်စခံမဲလာပြန်စပြေးပြေးပြောင်းချောင်းတယ်အေးလို့ဖလိုက်စားချင်ဘုံဘုံစကားပြောတာအရန်ဟိုကလုံးနေပြီတော့ကျွန်တော်ကဘာမှမဝင်ဖြစ်ဘူးတို့တော့လေးဖြစ်လာစတော့ခုပြစားဘုံဘုံလုံးရောက်ကိုင်းဘုံလုံးရောက်ကိုင်းမင်းစမင်းကြီးစငါပြောမှာမင်းအေးဒိုးတွေ့ကြသေးတယ်ဗျမင်းမင်းပါကောင်းတော့ခါကောင်းတော့တွေ့ကြသေးတယ်ဟုတ်လားဒီမှာလာပြီးစောက်ပါလာပါပြီးတော့ငါပြလာပြီးတော့ မဖားလဲပုံမှုဆိုပါလဲဗာလို့ပုံမှုကတော့ကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ခုတည်းကဘုံမှုစတဲ့ဘုံမှုမနိုင်သေးဘူးဘုံမှုအဘဒီမှာကျွန်တော်ဟိုဟာဟိုဟာတုံးခိတ်မှာဗာတုံးခိတ်မှာကျွန်တော်တို့ကဟိုနေ့ကဗာဟိုလုံလုံလေးစုလို့ဗာဝီတုံးမျိုးဝင်ကကျွန်တော်တို့ကိုမှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗာကားရီကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်စာခိုင်းတာဗာစာခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားသီးလာတယ်လာတော့ကျွန်တော်တို့ကဘူးရမ်းမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောတယ်ဒီမှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လိုက်ပြီသူက မလိုင်းစီမံကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုတော့ကျွန်တော်တရက်နဲ့လက်ချိန်နေမင်းဘာတာဝန်လဲတဲ့မင်းဘာတာဝန်ချင်ငါမလိုင်းစီမံကလက်ပြိုးကြီးလက်ထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတဲ့ကမင်းကျင်းနိုင်စီလားတဲ့တာဝန်ရှိလားတဲ့ကျွန်တော်မိလာတက်ပြိုးလုံးမှာမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းဖလိုက်စာကြီးနဲ့ဖတ်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတော့တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လဲချိန်နေလက်ပြိုးဘုံနဲ့လဲခွဲ ီပါညီမိဘညီကိုမောင်မများမင်္ဂလာပါဒီနေ့နေတိမြန်မာ live ပေါ်မှာတက်လာရခြင်းအကြောင်းရင်းကတော့အဲဒီနေ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ကိစ္စလေးတခုရှိတယ်เนาะအဲ့ပြန့်နှံ့နေတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့မှနေတိမြန်မာတို့ကသုံးသပ်ပြီးမယ်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးသုံးသပ်ပါမယ်ဒီနေ့ line ပေါ်မှာပေါ့เนาะ ဒီနေ့ live ပေါ်မှာဘုံမူတယောက်ကနေပြီးတော့မှတဏ္ဍကြီးတကားကားနေပေါ့နော်တဏ္ဍကြီးဒီ distro တွေပါတကားကားနေကြီးစံနေပါတယ်ထောက်တယ်ပြီးတော့ဘုံဖောက်ခွဲပြလိုက်မယ်ဆိုရဲဟာတွေပါတယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါသုံးလုံးပြပါမယ်ဒီຢာတွေကဘာလဲဆိုတော့သူတို့အောက်အောက်ချင်မှာအောက်ထုတ်မှုကမကောင်းတော့အဲ့ဒီဘုံမူဆိုတဲ့တယောက်ကိုဒါကျွန်တော်ပြောပြခြင်းတယ်နော်ခမရဘုံမူပါညာခမရဘုံမူလားပါလားကျွန်တော်မသိဘူး ဒါပေမဲ့ဟိုလက်အောင်ငယ်သားဗရိတ်ပေါ်မှာခင်ဗျားတို့ဆက်ဆန့်ပုံဆက်ဆန့်နေရတော်တော်အောက်တန်းကြတယ်လို့ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်တို့သုံးသပ်ပြပါမယ်နော်အဲ့ဒီဘုံမူပါဆိုတဲ့တယောက်ခင်ဗျားထိုင်းနိုင်ငံမှာရှိနေတဲ့ရဲမှုချုပ်ကြီးတွေကိုလာလေးလာပါနော်အာဆီယံမှာရှိနေတဲ့ရဲမှုတွေရဲ့ပုံစံတွေကိုလာလေးလာပါခင်ဗျားတို့ကကျွန်တော်တို့ထောက်ပြတယ်လို့ပဲဟိုလက်အောက်မှာရှိနေတဲ့ရဲဘော်တွေကိုခင်ဗျားတို့တွေဒီ9နှစ်တာလုံးခင်ဗျားတို့ခူးလုံး လောက်ပြီးတော့မှအတုံးချခဲ့ပြီးတော့မှခင်ဗျားတို့တွေဒီအုပ်ချုပ်ခဲ့တဲ့အရာကရက်တန်းရက်ပါလို့ဒါကျွန်တော်အနေနဲ့ပြောချင်တယ်เนาะဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှခင်ဗျားတို့ဘက်ကတစင်ဦးလည်းအတံမထွက်ရဘူးကျော်စိုးဦးလည်းအတံမထွက်ရဘူးဇော်ဘုံဟင်းတို့လည်းအတံမထွက်ရဘူးဘယ်ကောင်မှလည်းအတံမထွက်လာကြအောင်အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့တွေဒီလက်အောက်ငယ်သားတွေပေါ်မှာเนาะခင်ဗျားတို့ဘလောက်ထိအကြမ်းဖက်ထားတယ်ဆိုတာဒီနေ့အပေါ်လွင်ဆုံးပဲเนาะ ဘုံခွဲလိုက်မယ်ဆိုရဲစကလုံးတစ်လုံးပါတယ်နော်ဘုံခွဲလိုက်မယ်တဲ့နောက်ဆုံးမှာဘုံခွဲလိုက်မယ်တဲ့နော်အဲ့မှာတန်အပစ်စတိုးတွေပါရပါရနေအားလုံးငါဘာဆိုတဲ့ဟာမျိုးခင်ဗျားတို့ကခင်ဗျားတို့ကမြန်မာတနိုင်ငံလုံးငါတို့ကအုတ်ချုပ်နေရတယ်ဆိုရဲစကလုံးတစ်လုံးပါသေးတယ်အဲ့ဘုံမူဒီ live ကိုမြင်အောင်ကြည့်ပါနော်ကျွန်တော်ပြောပြမှာပါလေမြန်မာတနိုင်ငံလုံးအုတ်ချုပ်နေတာအဲ့မြန်မာတနိုင်ငံလုံးအုတ်ချုပ်နေပါတယ်ဆိုရဲစကားကိုပြီးဆိုလဲပြောတဲ့ဘုံမူခင်ဗျားထိုင်းနိုင်ငံကိုလာခဲ့လာလေးလား နော်စတန်နာအာမီယအဆင့်နေပြုတ်တယ်ဆိုတာခမားတို့လူမျိုးကောင်းနေရှိလို့အဆင့်နေပြုတ်တာခမားတို့လူမျိုးလူမျိုးတွေရှိနေလို့အဆင့်နေပြုတ်တာကျွန်တော်တို့ကတော်လိုင်းရင်းတာလုပ်နေတာကျွန်တော်တို့ကတော်လိုင်းလုပ်တဲ့ခါမှာအစတော့ဒါမျိုးပေါ့ကျွန်တော်တို့ကတိတ်မပြောတတ်ဘူးတော်လိုင်းလုပ်တဲ့ခါမှာကျွန်တော်တို့စီရီတွေနားလည်လာတယ်ဘူဟာတွေနားလည်လာတယ်နောက်တိုက်ခိုက်ရေးတွေနားလည်လာတယ်ကျွန်တော်တို့အခုကတော့ပြောမယ်အဲ့တော့ခမားတို့ဘုံမှုလုပ်နေတဲ့လူဘုံမှုလုပ်ပါတယ်ဆိုတဲ့လူခမား ဘုံမှုအဆင့်ကိုမရှိတာခင်ဗျာအောက်တန်းသားအဆင့်เนาะအောက်တန်းသားအဆင့်ပြီးတော့ခင်ဗျားတို့အချင်းချင်းမှာ လေးစားမှုမရှိတော့เนาะလေးစားမှုမရှိတော့အချင်းချင်းကိုပါဝါပြချင်တယ်အချင်းချင်းကိုဘာလုပ်ချင်တာလဲပါဝါပြချင်တယ်နင်ကငါ့ဘာကောင်ဆိုတာပြချင်တယ်မရဘူးဒီနေ့အဲ့ဒီဗီဒီယို ပြန့်နှံ့လာတာဒီခင်ဗျားတို့အတွက်ကကြီးမားသောပြိုလဲမှုအစတင်ခြင်းပဲလို့ပြောချင်တယ်ကြီးမားသောပြိုလဲမှု ကြီးမားသောကြာရှုံးမှုပေါ့เนาะ ကြီးမားသောပြုတ်လဲမှုအစလို့ဒါကျွန်တော်တို့ပြောလို့ရတယ်။ဘာပြောလို့လဲဆိုတော့ဒီအရာကြီးကအခုမီဒီယာတိုင်းလို့လို့ပေါ့နော်။မီဒီယာတိုင်းလို့လို့အကုန်လုံးပေါ်ပြနေပြီ။အခုတိုင်းနာကကွေတိုင်းတပ်ဖွဲ့တွေဂျားတဲ့တွေလည်းဒီဗီဒီယိုဖီးတွေအကုန်ရောက်ကုန်ပြီ။နောက်အာဆီယံမှာလည်းဒီဗီဒီယိုဖီးရောက်ကုန်ပြီ။အာဆီယံမှာရှိနေတဲ့လူတွေဆိုလို့ချင်းလည်းဒီဗီဒီယိုဖီးကိုသုံးသပ်တော့မယ်။မြန်မာနိုင်ငံမှာရှိနေတဲ့စတန်ဒတ်အာမီယာဘလို့မျိုးကြီးလဲ။ဘုံပေါက်ခွဲပြတဲ့တာသည့်အကောင်းဆုံးသောတပ်တွေတစ်ခုပဲ။ မြန်မာနိုင်ငံမှာရှိနေတဲ့စတန်ဒတ်အာမီယာအချင်းချင်းတောင်မှဘာလို့မှလဲဘုတ်ခွဲမယ်ဆိုတဲ့အဆင့်ရှိတယ်။တဘောပေါက်လား။အချမ်းမဲ့စစ်ကောင်စီသူတို့တွေဒီအချမ်းမဲ့ဟုတ်သလားမဟုတ်ဘူးလားဆိုတာဒီနေ့ဗီဒီယိုဖီးကတတ်သိပဲ။အဲ့ဒါအခုဒီနေ့ညနေပိုင်းမှာဆိုလို့ချင်းမီဒီယာတွေမီဒီယာတွေမီဒီယာတွေအကောလုံးကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှအကောလုံးဖော်ပြလာတဲ့အရာဓာတွေကဒါတောက်လျှောက်တာကျွန်တော်တို့တွေ့လာရတယ်။အဲ့တော့အဆင့်မရှိဘူးဆိုတာပေါ်လွင်ပါတယ်။ နော်အဆင်မရှိဘူးဆိုတော့ပေါ်လင်ပါတယ်ပြည်သူတွေကလည်းစနစ်တကူကောင်းဖို့အတွက်တိုက်နေတာပါပြည်သူလူထုကလည်းစနစ်တကူကောင်းစားရေးအတွက်တိုက်နေတာပါအဲ့တော့ဒါမျိုးတွေပေါ့နော်ခင်ဗျားတို့တွေကလှုပ်နေတဲ့အရာတွေအားလုံးကျွန်တော်တို့ကသဘောဟိုသဘောမကျဘူးပေါ့နော်သဘောမကျဘူးအဲသဘောမကျဘူးကျွန်တော်အဲ့ဒါကိုတောက်တောက်ကြည့်နေတယ်ခင်ဗျားတို့ပြောတယ်ဆိုတယ်နော်အဲ့မှာအောက်မှာအာအဲခင်ဗျားတို့ပြောတာတွေဆိုတာကြီးကျွန်တော်နားထောင်ကြည့်နေတာအကုန်လုံးနားထောင်ကြည့်နေတာနောက်ဆုံးဘုံခွဲမယ်ဆိုတဲ့ကိစ္စပါလာ ခွဲလိုက်လေပြည်သူခမားတို့မတနာဘူးမချင်းချောင်းနဲ့ခမားတို့တွေအားတော့အချင်းချင်းကြားတဲ့တော့မှခမားတို့ဒီလိုမျိုးဘုံနဲ့ချင်းချောင်းနေကြတာအဲ့ဒါဘာသဘောလဲဟုတ်တယ်မလားနော်ဘာသဘောလဲပြီးတော့မြန်မာတနိုင်ငံလုံးအုပ်ချုပ်နေတယ်ဆိုတဲ့အဆင့်ကိုပြောတဲ့အရာတွေအောက်တန်းစားခမားတို့ဘယ်ပြည်သူမှထောက်ခံမှုမရှိဘဲနဲ့ခမားတို့မြန်မာတနိုင်ငံလုံးသွားအုပ်ချုပ်နေတယ်ခမားတို့အကြမ်းဖက်တွေဆိုတာဒီနေ့ကအပေါ်လွင်ဆုံးသောနေ့လို့ပဲဒါကျွန်တော်တို့ပြောပြောလို့ရတယ်အဲ့ဒီဗီဒီယို V ကိုတောက်လျှောက်ပေါ့နော် လူမှုကွန်ရက်ပေါ်မှာတော်တော်လေးပြန့်နှံ့လာပြောမှာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာသလိုဒါကျွန်တော်တို့ဒီ ASEAN data တွေဂျာရီထဲမှာဟောတိုင်းဒါ data ဂျာရီထဲမှာ IDV ကို feel ရတော့အကုန်လုံးတော်တော်များများပြတ်သွားပါပြီ။နောက်ပြတ်သွားပါပြီဆိုတော့ဒါကတော့သက်သေပဲလေ။အကြမ်းမဲ့စစ်ကောင်စီကဘလောက်ထိအကြမ်းဖက်တယ်လဲဆိုလို့ရှင်။သူတို့အချင်းချင်းတောင်မှလူအိုင်းဘုံခွဲမယ်ဆိုတဲ့ပုံစံလိုမျိုး။သူတို့သူတို့လောက်တာနော်။သူတို့လောက်တာ။ဘလောက်ထိအောက်တန်းကြလဲဆိုတာ ဲ့ဒါပဲကြည့်လူအိုင်ပါလဲလူအိုင်ပါလဲလူအိုင်ပါလဲဘုံခွဲမယ်မလူအိုင်ဘုံခွဲမယ်ဆိုတော့အဲ့ဒါဘာပါ၄လဲဟမ်ဘာ၄လဲလူအိုင်ဘုံခွဲမယ်တဲ့အောက်တန်းသားတွေခင်ဗျားတို့တွေလောက်ငယ်သားတွေပေါ်မှာလဲအောက်တန်းသားဆန်တယ်ဇယိုက်ဆန်တယ်အောက်တန်းသားဇယိုက်ဆန်တယ်အောက်တန်းကြတဲ့စိတ်တက်မွေးတယ်အောက်တန်းကြတဲ့အတွေးခေါ်မွေးတယ်နော် ဘယ်မှာလဲခမားတို့ရဲ့စတန်နာအာမီဆိုတဲ့စိတ်တက်เนาะမလုတ်တဲ့မလုတ်ထိုက်တဲ့အရာတွေခမားတို့လုတ်တယ်ဖော်ပြတယ်ပြုတ်ကွဲပြီအဲ့တော့၅နှစ်တာကာလပတ်လုံးအကြမ်းမဲ့စစ်ကောင်စီအုပ်ချုပ်တဲ့၅နှစ်တာပကာလပတ်လုံးခမားတို့တွေဒီအောင်မြင်သလားဆိုခမားတို့မအောင်မြင်ဘူး노ပါခမားတို့မအောင်မြင်ဘူးမအောင်မြင်ဘူးခမားတို့တွေ၅နှစ်တာကာလပတ်လုံးခမားတို့တပ်မတော်သားတွေကိုခုတော့လုတ်တယ်အောက်လောင်းငယ်သားတွေကိုခုတော့လုတ်တယ်ဆိုတာ တပြည့်ပြည့်နဲ့ခင်ဗျားတို့ပေါ်လာလိမ့်မယ်နော်အဲ့တော့အောက်ခြေမှာရှိနေတဲ့တက်မတော်သားတွေကလည်းပြည်သူနဲ့ပူးပေါင်းပါတိုင်းသားတွေနဲ့ပူးပေါင်းပါဒီအချိန်မှာမြန်မာနိုင်ငံမှာအင်အားအကြီးဆုံးသောအရာတီ EOS နဲ့ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့ဖြစ်တယ်အဲ့တော့အောက်ခြေမှာရှိနေတဲ့တက်မတော်သားတွေကကိုယ်အကြမ်းဖက်လို့ရှင်ခင်ဗျားတို့ကပြည်သူ့ဘက်မှာပဲအများနဲ့ပူးပေါင်းပါနော်ပူပေါက်မှာလို့ကျွန်တော်ပြောပြအဲ့လိုမျိုးကိုယ့်ရဲ့ကိုယ့်ရဲ့ဟိုအကြမ်းဖက်တဲ့လူတွေကို ပြည်သူလူထုနဲ့ပူပေါင်းနော်တိုင်းသားကကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူပေါင်းနော်ပြည်သူကကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူပေါင်းပြီးတော့မှဖြည့်ရှင်းသွားပါလို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်နော်အားလုံးအဲ့ဒါလေးကိုဒါကျွန်တော်အနေနဲ့ဒါစကားလက်ဆောင်ပါချင်ပါတယ်သူတို့ရဲ့နောက်ဆုံးသောနေ့ရဲ့နောက်ဆုံးသောအချိန်ရောက်နေပါပြီနော်လူစိတ်မရှိတဲ့ကိမဲတဲ့လက်အောက်ငင်သားတွေပုံမှာဆက်ဆံပုံအောက်တန်းကြတဲ့ပုံစံဆက်ဆံပုံတွေဟာဆိုလို့ရှိရင်တော့မကြခင်တို့ရဲ့ညီကုန်းကိုဖော်ပြနေတာဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်เนาะ ပဲကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ညတော့ဒီလောက်ပါပဲပြီးတော့နောက်ဆုံးဒီနေ့ညပိုင်းမှာလည်းကြားရတာငှက်ကေနောက်တဲ့တကင်ရှိတယ်လို့လည်းကြားတယ်အဲ့တော့စီရီယာအရှိန်ရမြင်တဲ့မြင်လာပါပြီကောင်းတဲ့လည်းကောင်းလာပါပြီလို့ပြောချင်ပါတယ်မြန်မာတိုင်းနိုင်ငံလုံးစီရီအရှိန်ရမြင့်မှာဖြစ်ပါတယ်အားလုံးအဆအဆအရရပြင်ဆင်ထားပါလို့ပြောချင်ပါတယ်ယေရှုတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါ